ဝါကနေပေါ်လာတယ်ဒါကိုသာတိတ်တရလို့ခေါ်တယ်အတိတ်ကိုမှတ်ရခြင်းပေါ့ဟုတ်ကဲ့ခုကလည်းလူဝင်စားတွေအတိတ်ကိုမှတ်ရတဲ့လူတွေရှိတာပဲလေသာတိတ်တရဆိုတာဖြစ်ခဲ့တဲ့ဘဝတစ်ခုကိုပြန်မှတ်မိတာမှတ်မိတာဆိုတော့ဘုန်းကြီးတွေတွေမိနစ်ကအကြောင်းအရာတွေကိုပြန်မှတ်မိဘူးလားအေးမိနစ်တုန်းကအကြောင်းအရာပြန်မှတ်မိတယ်လို့ ဥပဝါကအကြောင်းအရာကိုလည်းပြန်မှတ်မိတတ်တယ်။ဖေးတာတွေကတော့အများကြီးပေါ့နော်။အဲဒီမှာမျက်လုံးကလေးကစားပြီးတော့ကြည့်လိုက်တဲ့အခါသူ့နောက်မှာကလေးလေးတယောက်အိတ်နေတော့ဘယ်သူလဲလို့ကြည့်လိုက်တော့ကတ္တဝဖယားလက်ထက်တော့တငယ်ချင်းချင်းအဲ့ဒီကျတော့သူကရင်းပြီးတော့စကားပြောလိုက်တယ်တကယ်ချင်းမင်းမဟာစကားနားထောင်ဆိုတော့ အထင်းတော်ရဲ့သားအောက်ကအိတ်ငယ်တဲ့ကလေးလေးရတယ်မျက်လုံးဖွင့်ပြီးတန်ကြားနဲ့ဆင်ကြည့်လိုက်တယ်သူကလည်းမှတ်မိသွားတယ်သူ့တငယ်ချင်းရဲ့ဟန်းဆိုအဲ့တော့ဘာပြောတော့နောင်တော်တော့ဘာဖြစ်တယ်နဲ့ခေါင်းကတော့မှားတယ်ဟုတ်ကဲ့ဗန်းနောင်တော်တော့ဘာဖြစ်လဲအေးလေးနဲ့မင်းနဲ့ကနဲ့အစ်င့်တန်းတော့ကွာငါကရာဇပလင်လိုမှအေးရမင်းကငါအောက်မှာတမန်ဝန်နန်းလေးနဲ့မင်းကငါအောက်ချင်အောင်အေး ်ဆိုတော့ကမ္မထန်သမားပြန်ပြန်ပြောတော့ဆိုအောင်မေကွာနဲ့မင်းသာသပင်ငါနဲ့ထကြီးလေးပါပါလေငါ့ဟာနဲ့ထကြီးလေးလုံးဒါသမားကလည်းထထဲရကိုထွက်ပြန်တယ်သူကကမ္မထန်သမားဆိုတော့ကမ္မထန်စကားပဲပြောလိုက်တော့အဲ့ဒီဇလန်းဟာတကယ်ဖြစ်ဖြစ်ခဲ့တယ်ဘုရားမြတ်စွာဘုရားလက်ထက်တော်ကသူတို့နှစ်ယောက်ထဲစကားပြောတယ် အဲ့ဒီအတိုင်းကိုအမတ်ကမဲ့နဲ့ဘာကြားလိုက်ပေါ်ဆိုကိုသမမင်းကြီးရဲ့သမီးတော်တင့်နာဆိုတဲ့မင်းသမီးကမောင်လေးကလည်းညံ့နေတယ်လို့ငါပြီးတော့ကြည့်တဲ့အချိန်လေးမှာစကားပြောနေတယ်ငါကြားတအံ့တော်လက်ဆောင်ပြောင်းတော့ရှောက်တယ်ဆိုတာရှိဟုတ်ကဲ့ရှောက်တယ်ကဒါနကောင်းလို့ရှိသူနဲ့မရှိသူဘလို့ချမ်းသာတယ်ဆိုတဲ့မိကောင်းနဲ့မျက်စောပြောင်းရှောက်တော့မျက်စောပြောင်းကချမ်းသာတဲ့အကြောင်းလေးကိုပြောပြတော့အေးဒါကြောင့် ဒါနကောင်းဆိုတော့လုံးဆရာမလို့ဘူးဆိုတဲ့စကားကိုကြားပြီးဒါနကတန်တရားရှိတယ်ဆိုတာကိုကြားပြီးတန်တရားရှိမှကြောက်လို့ဒါနကောင်းမှုမလုပ်တဲ့ပုဂ္ဂိုလ်ဟာဆရာဘုရားမှာစည်ရင်ဝဲတည်ပြီးတော့နင့်ကြတဲ့ဘဝရောက်မှာပဲအကောင်းမဆုံးဘူးဆိုတာဖြစ်နေတယ်ဟုတ်တယ်အေးဒါကြောင့်မလို့ကိုယ်တော်ကောင်းမှုအင်းလုံးတဲ့လုံးထိုင်တဲ့ကိုယ်တော်ကောင်းမှုအကုန်လုံးကဒါကြောင့်မလို့ဒီကနေ့ ြောင်းဆုံးမအကောင်းဆုံးပဲလေဒါလေးကိုရင်းနဲ့နှလုံးနဲ့မှတ်စလို့ဘုရားလိုတဲ့ဒီကမှန်မြတ်အကုန်လုံးပါမယ်မနှုတ်ခဲလို့ရှိရင်နောင်ဘဝကျတော့ကိုမရတဲ့အခါမှာနောင်တပြန်ပြန်မှုဆိုတဲ့နရတ္တိအခုကြည့်ရင်ဒါနကောင်းလို့ပြန်ပြန်ပြန်မယ်ဆိုရင်သူလည်းမင်းသားကလည်းမင်းသားလို့ဖြစ်ပြီလားဒါနကောင်းလို့မပြည့်နေတဲ့အတွက်ကြောင့်အရာရာနှိမ့်ချတယ် တို့တော့ကမ္မထံသမားတွေကဒီကဓာတ်လေးပါးနဲ့ပြန်ပြောနေနော်အဲအကျိုးဆောင်တော့